ဘကူရိုက်တေတာကြီးတာယာဝရီခိုင်လူတို့ချစ်ဘူးဘူဌာနတွင်ကမ္ဘာတချီနီနှင့်အထိမ်းအမှတ်တိပညာပေးတော်ရှုကိုမေလ၈ရက်နေ့ညနေ၃နာရီကကျင်းပခင်ရခိုင်ပြဆက်ရုံမှဦးစီယာရှိဒေါ်ဤအောင်နှင့်မြို့နယ်တချီနီတက်ဖွဲ့မှုဦးသိန်းဦးတို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာရှင်ဟုတ်မင်္ဂလာပါဟုတ်ကဲ့ပါဆရာကဘာချက်ချင်နေနေစတင်ပေါ်ပေါက်လာပုံကိုပြောပြပေးပါဦးဆရာရှင်ဟုတ်ကဲ့ချက်ချင်နေရဲ့နောက်ခံနှမိုင်းချောင်းကိုပြောပြရမယ်ဆိုရင်တော့1850နဲ့6ခုနှစ်ဆွစ်ဇာလန်နိုင်ငံသားဟင်နရီဒူးနန်က ပြင်သစ်ဧကရေတတိယမြောက်နပိုလီယံဘီအရှီကိုတွားရောက်တဲ့အခါမှာရွမာရီဒေတာဆိုဖာရီနိုရွာလေးမှာစစ်ဖြစ်နေတယ်။အဲ့ဒီအချိန်မှာစစ်ဖြစ်နေတာပြင်သစ်ရဲ့အီတလီရဲ့တပည့်နောက်ပြီးတော့ဩစတေးလျစစ်တပ်ကတပည့်စစ်ဖြစ်နေတယ်။အဲ့ဒီစစ်ပွဲတွေကိုသူကရောက်ရှိသွားတယ်။ရောက်ရှိသွားတဲ့အခါမှာအဲ့ဒီအနိဋ္ဌာယုံမြင်ကွင်းတွေကိုမြင်တွေ့ပြီးတော့အဲ့မှာသူ့ရဲ့တပ်ဆွမ်းသမျှနဲ့အကူညီပြီးတော့မိမိရဲ့နေရက်ကိုပြန်လာတဲ့အခါမှာသူက ဆိုဖာရီနိုအောင်းမွေွယ်ဆိုတဲ့စာအုပ်ကလေးကိုထုတ်ဝေခဲ့တယ်။အဲဒီဆိုဖာရီနိုစာအုပ်ကလေးထုတ်ဝေခဲ့တဲ့အခါမှာအဓိကကြတဲ့အချက်ကလေးနှစ်ချက်ထည့်ရေးခဲ့တယ်။အဲဒီအချက်ကတော့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာတဲ့ကယ်ဆယ်ရေးအဖွဲ့များစေတနာလှုပ်ရှားရှင်များဖွဲ့စည်းထားရန်တဲ့။နံပါတ်2အချက်ကတော့အဲဒီကယ်ဆယ်ရေးစေတနာလှုပ်ရှားရှင်များအဖွဲ့ကကာကွယ်ဖို့အတွက်ဥပဒေတရရေးဆွဲရန်ဆိုတဲ့အချက်နှစ်ချက်ကိုထည့်ပြီးတော့ရေးဆွဲထားပါတယ်။အဲ့လိုမျိုးရေးဆွဲထားပြီးတော့ 1864ခုနှစ်မှာအဲ့ဒီလုပ်ငန်းကိုစတင်ပြီးတော့အကောင့်ထဲပေါ်ပါတယ်။အဲ့ဒီလုပ်ငန်းအကောင့်ထဲမပေါ်ခင်1863ခုနှစ်မှာ၅ဦးကော်မတီဆိုပြီးတော့ဖွဲ့စည်းပါတယ်။အဲ့ဒါကိုဂျနီဘာလူကြီးလူကောင်းများအဖွဲ့လို့လည်းခေါ်ဆိုပါတယ်။1885ခုနှစ်မှာအဲ့ဒီ၅ဦးကော်မတီကိုအပြည့်ပြည့်ဆိုင်ရာကြက်ချင်ကြီးကော်မတီ ICRC လို့ပြောင်းလဲပြီးတော့ခေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာအမျိုးသားကျက်ရှင်ကြီးအသင်းကြီးပေါ်ပေါက်လာခဲ့တယ်။ပေါ်ပေါက်လာခဲ့ပြီးတော့1919ခုနှစ်မှာအပြည်ပြည်ဆိုင်ရာကျက်ရှင်ကြီးနဲ့လာကျန်းကြီးအသင်းများဖက်ဒရေးရှင်း IFRC ဆိုပြီးတော့တည်ထောင်ခဲ့ပါတယ်။အဲ့ဒါကျက်ရှင်ကြီးရဲ့နောက်ဆံတမိုင်းကြောင်းလေးပါ။ဟုတ်ကဲ့ပါဆရာရှင်။အပြည်ပြည်ဆိုင်ရာကျက်ရှင်ကြီးကောမဒီ ICRC အကြောင်းလေးကိုလည်းဆွေးနွေးပေးပါအောင်ဆရာရှင်။ပြည်ပြည်ဆိုင်ရာကျက်ရှင်ကြီးကောမဒီ ICRC ကလက်နက်ကိုင်ပြည်ပခ နဲ့အခြားတဲ့အကျမ်းဖက်အခြေအနေဒီမှာဒုက္ခရောက်နေတဲ့လူတွေကို လူသားရေးစာနာထောက်ထားမှုဆိုင်ရာမှာကာကွယ်ပေးတဲ့ကိစ္စတွေမှာအကူအညီအထောက်အပံ့တွေရရှိဖို့အတွက်ကိုအပြည်ပြည်ဆိုင်ရာကြက်စီဒီကောမဒီ ICRC ကနေပြီးတော့ဆောင်ရွက်ပေးလျက်ရှိပါတယ်။အဲ့ဒီအသင်းကြီးကလွတ်လပ်ပြီးတော့ကြားနေခွဲခြားမှုမရှိတဲ့အဖွဲ့အစည်းအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာ။အပြည်ပြည်ဆိုင်ရာကြက်ချင်ဤနဲ့ဒါကြန်ဤအသင်းများ Federation လုပ်ငန်းစဉ်များကိုပြောပြပေးပါအောင်ဆရာရှင်ဟုတ်ကဲ့အပြည်ပြည်ဆိုင်ရာကျက်စီနေနဲ့လာကျန်းဒီအသင်းများ Federation ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကမ္ဘာအကြီးဆုံးသူအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်လူမျိုးဘာသာယုံကြည်မှုအစိုးရတန်းတွေနောက်ပြီးတော့နိုင်ငံရေးခိုင်ယူချက်တွေအဲ့ဒါတွေကိုခွဲခြားမှုမရှိဘဲနဲ့အကူအညီပေးလျက်ရှိပါတယ်1919ခုနှစ်မှာစတင်တည်ဆောင်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာကျက်ချင်းကြီးနဲ့လာကျန်းဒီအသင်း Federation ကကမ္ဘာတဝန်းမှာရှိတဲ့ လူမှုဂယုနာလုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်။အမျိုးသားချက်ချင်းဒီအတင်းပေါင်း192နိုင်ငံဖွဲ့စည်းထားပြီးတော့အတင်းအဖွဲ့ဝင်အားလုံးနဲ့ဥပပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ပြည်ပြည်ဆိုင်ရာချက်ချင်းဒီနဲ့လာချမ်းဒီအတင်းများအထွေထွေအတွင်းမှုရုပ်ချုပ်ကိုတော့ဆစ်စလန်နိုင်ငံဂျနီဗာမြို့မှာဖွင့်လှစ်ထားပြီးဖက်ဒရေးရှင်းကပြိပက္ခမဟုတ်တဲ့တဘာဝတဘာဝဘေးတွေနည်းပညာဘေးတွေမှာလူမှုဂယုနာလုပ်ငန်းများကိုကူညီထောက်ပံ့ပေးလျက်ရှိပါတယ်လို့ပြောကြတယ် ဟုတ်ကဲ့ပါဆရာရှင်။ကြက်ချင်ကြီးအတင်းရအခြေခံမူဝါဒများကိုလည်းဆွေးနွေးပေးပါအောင်ဆရာရှင်။ကျွန်တော်တို့တကဘာလုံးမှာရှိတဲ့ကြက်ချင်ကြီးတွေဟာအခြေခံမူခုနှစ်ချက်နဲ့ဆောင်ရွက်ရရရှိပါတယ်။အဲ့ဒီအခြေခံမူခုနှစ်ချက်ကတော့နံပါတ်၁ကလူသားချင်းစာနာထောက်ထားခြင်းနံပါတ်၂ကခွဲခြားမှုမရှိခြင်းနံပါတ်၃ကကြားနေခြင်းနံပါတ်၄ကလွတ်လပ်ခြင်းနံပါတ်၅က စီလုံးညီညွတ်ခြင်းနံပါတ်6ကစေတနာဝန်ထမ်းအကျိုးဆောင်ခြင်းနဲ့နံပါတ်9ကကဘာတဝန်ပြန့်နှံ့ခြင်းတို့ဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာခုလိုမျိုးအသိပညာမျှဝေပေးတဲ့ဆရာအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်တော်တို့ဘက်ကလည်းပြည်သူလူထုကိုအသိပညာအတတ်ပညာတွေကိုမျှဝေပေးရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။ဟုတ်ကဲ့ပါဆရာ။စပါတိုရှိုးဆွေးနွေးမှုတို့ကို Surety Page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်။